။ Microsoft ကထုတ်တဲ့ဒီ product တွေကိုကျွန်တော်တို့တောင်းကြပါတယ်ဒီဒီဖက်ရုံတွေမှာလေ Microsoft Word တွေကိုတုံးမဲ့ကျွန်တော်တို့ Excel တွေကိုနည်းနည်းလေးအနည်းဆုံးရနိုင်ဖို့လိုတယ်။နောက်တစ်ခုက Microsoft Teams နဲ့ပတ်သက်ပြီးတော့တချို့စာပို့တာရှိတယ်ပေါ့။အဲကျွန်တော်တို့ Messenger တုံးတယ်လေနော်။အဲ့ဒီ Messenger ကြတော့ကျွန်တော်တို့ဒီ social life မှာဆိုရင်တုံးကြတဲ့လူမျိုးကျွန်တော်တို့ inventory ပေါ့နော် organization တွေမှာဆိုလို့ရှိရင်အတွင်းထဲမှာချင်းချင်း စာပို့တဲ့ဟာပေါ့နော်သူတို့ဒီဘာပြောလဲဆိုတော့အဲ protocol တစ်ခုနေနဲ့ပို့ချတာပေါ့စာပို့ရတာရှိတယ်လို့ organization တစ်ခုနဲ့တစ်ခုကလည်းအဲ့ဒီ things တို့ခေါ်တယ် Microsoft Things ကနေပြီးတော့ကျွန်တော်တို့အသုံးပြတာရှိတယ် Microsoft Things ဆိုတာဘာလဲဆိုတာလဲနည်းနည်းလေး Google ခောက်ကြည့်ကြအောင်နော်အဲ့ဒီအရာလေးသုံးကြတယ်နောက်တစ်ခုက email ပို့တဲ့ဟာပေါ့ email ပို့တယ်ဆိုလို့ရှိရင်အဓိကအသုံးရတာကတော့ဒီ email မသုံးဘူးဆိုတော့သူတို့မှာ Microsoft Outlook လို့ခေါ်တဲ့ဟာကိုသုံးကြတယ်။ဒီ communication နဲ့ပတ်သက်ပြီးတော့ winner view ပေါ့နော်အဲ့ဒီမှာ intern လုပ်ကျင်တာပေါ့ဆိုရင်ကျွန်တော်တို့နေဆုံးလူသိနေဖို့လိုတယ်ပေါ့ digital marketing ဆိုတာပါလေပေါ့။အဲ့အဲ့ဒီအရာတွေကျွန်တော်တို့သိတဲ့လူတွေလည်း digital marketing နဲ့တွေ့ညင်တဲ့လူတွေ video editing တွေရတဲ့လူတွေပဲလေဒီ NGO ကနေရာမချပါဘူးရှိပါတယ်။ဒါ communication ဆိုပြီးတော့ခေါ်ကြတာရှိတယ်။ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကကင်ပါလို့မျိုးနည်းနည်းသုံးတဲ့အရာတော့ပါရတယ်ဗျာ။အခုအများကြီးကျွန်တော်တို့ဒီ high level လို့မျိုး အဲကျွန်တော်တို့လုတ်เสียအောင်လို့ဗီဒီယို editing မှာလည်းနည်းနည်းလေးဆိုရတဲ့အနေထားမျိုးရှိတယ်ကြာအဓိကတော့ကျွန်တော်တို့ဒီ documentary တွေရိုက်တာမျိုးတို့တော့ videography နည်းနည်းရှိမယ်အဲ directing နည်းနည်းရမယ် DaVinci Resolve တို့ဘာလို့လောက်ပြီးသွားတက်เสียရမလို့ဒီဘက်မှာကျွန်တော်တို့ CapCut လောက်နေတင်ရတယ်ကျွန်တော်အဲ့ဒီ CapCut ကိုလည်းကျွန်တော်တို့ကရုံးကနေကျွန်တော်တို့ကအဲဝေသုံးလို့ရတယ်ဝေပေးတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့သုံးလို့ရတယ်ပေါ့ဆိုတော့အများကြီးလဲအဲ့လောက်ကြီး အရင်ကြီး hype ဖြစ်တာတော့မဟုတ်ပေမဲ့နည်းနည်းလေး proficient ဖြစ်ရမှာပေါ့နော်ကိုယ်အနေနဲ့ technology ကိုတွန်းကျင်နေဖို့လိုတယ်ပေါ့